ပြန်လှုပ်နေလှုပ်နေတာမရိုက်ပါနဲ့ဗျအဲ့ထောက်ပေးပါအမဘာကြီးဘာကြီးထောက်ပေးပါမရိုက်ပါနဲ့ရိုက်မလို့ပါနဲ့ဟာနှမှုနှမှုအကုန်လုံးချက်ပေါ်ရတဲ့ဥစ္စာတွေဖြတ်ပေးပါပေါင်း2400ကျော်ပျောက်ဆုံးခဲ့တဲ့စိုက်ထီယိုစိန်တော်ကြီးရဲ့လူမသိသေးတဲ့အချက်များတိတ်တရသည်နဲ့တကြမိတီးခဲ့တော့ ဆန်တော်ရှင်ဂျိုင်တီယိုစီတီတည်ခဲ့ဒီမှာနှစ်ပေါင်း2500ကျော်ကြာမြင့်ခဲ့ပြီဆိုပြီးစစ်ကဲတော်မင်းမောင်ရှိတော်ရှိတဲ့ဝင်းရဆုံရဲ့အရာအသိရပါတယ်ဂျိုင်တီယိုစီတီဟာစိုက်ထုံမြို့နယ်ရှိအရှိယူမတောင်တန်းပောင်ဝင်ပောင်းလောင်းတောင်ပေါ်မှာတည်ရှိပါတယ်ပင်လယ်ပြင်အထက်ပေပေါင်း3600ခန့်မြင်ပါတယ်ကြီးမားပြီးမဆောက်တဲ့ကြောက်တောင်တစ်ခုရဲ့အစုံးမှာကြောင်လုံးကြီးတစ်လုံးပြုတ်ကျလို့နေပါတည်နေပါတယ် ကြောင်လုံးကြီးဟာလုံးပတ်ပင်ငါစိတ်ခံရှိတယ်။ကြောင်လုံးတော်ကြီးထိဆက်တင်ရှိနေတဲ့တောက်တောင်ဆုံးအကျေဝန်က15ဘိတ်ထက်တောင်မပိုနိုင်ပါဘူး။နန်းဖက်ကြောင့်အမျိုးအစားကြောင်လုံးကြီးဟာဇိန်းတော်အပါဝင်တန်ချိန်600ခန်းရှိမယ်လို့ခန့်မှန်းရပါတယ်။ကြောင်လုံးပေါ်မှာဇေယျတစုတည်ထားတဲ့ညံတော်15ဘိတ်ကံမြင်နေကင်းမော့စကန်ကစိုက်တီးရိုးရှင်မင်းတော်တိခုနမိုင်ခွဲခန့်ဝီးတယ်။စကန်မောင်29ခုကိုဖျက်တမ်းသွားရတယ်။ မွန်ပါတာစက်ကတိယူရသေးရွယ်တော်ဘုရားကနေစိုက်တီယူလို့စကိုင်းရွေရှားလာတယ်။ဇေယျတော်တီတာပြီးနောက်နှစ်ပေါင်းများစွာတောပုံပြောက်ွယ်သွားခဲ့တယ်။နှစ်ပေါင်း2400ကျော်များစိုက်တီယူဇေဒီတရှိနေကြောင်းတွေးမြင်သူတရှိသူ မရှိတော့ပါဘူး။ခရစ်နှစ်1823ခုနှစ်မာကြီးတော်ဘုရားလက်ထက်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမဖြစ်ပေါ်မီတနည်းများအလုံးမှာစစ်တောင်းမြို့ဝန်မင်းလာတင်ခဲ့သူက ပျောက်ဆုံးနေတဲ့တိုက်တီးယိုစီတီကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။အဲဒီချိန်ကကြောင်လုံးကြီးပေါ်ကဂျီဒီညံတော်မှာ၃00မြသာမြင့်နေလို့ဆိုပါတယ်။စင်ပြင်းရန်တောလေထွင်ရင်စကောင်းမြဝန်တွေ့ရှိခဲ့တဲ့တိုက်တီးယိုစီတီကိုပြန်လည်တွေ့ရှိရဲ့မြင့်မှာလေဇေနော်လေးကိုငုံရက်ကရန်တော်၁၂တောင်ရှိဇေဒီအစ်စ်ကိုတီးခဲ့ပါတယ်။စစ်တောင်းမျိုးကနေဇေဒီအယောက်လမ်းပေါက်ခဲ့ပါတယ်။ နေ့စဉ်နဒေါ်လာလျှောက်တိုင်းပွဲတော်ကျင်းပလာခဲ့ပါရရှင်။ကျွန်ုပ်ဒီဟုတ်ကဲ့ဒီကနေ့မှတင်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကိုဝင်းရရှိသားသူကလည်းလေးစားစွာနဲ့ပြတိပေးပါရရှင်။အစားအနှင်အစုံအထည်နားဆင်ရပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရယ်။ကိုစင်ရဲ့ချင်းကင်းရပါလို့ဤသူခီအတာနဲ့ကိုဝန်ကို